င်္ဂလာပါပန်မြန်မာကနေကြိုဆိုပါရစေဒီနေ့မှာတော့ညီမတို့အိမ်မနေင်းနဲ့ဝင်ခွင့်ရှာနိုင်မယ်အလွယ်ကူဆုံးနဲ့ဟမ်းမိတ်လုံလေးလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီကြောင်းလေးတွေပြောခင်မှာညီမတို့ရဲ့ပန်မြန်မာကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပေးပါညီမတို့က online ကနေငွေရှာတဲ့ဟမ်းမိတ်လုံလေးတွေ online business အကြောင်းတွေဟမ်းမိတ်မှာပါဝင်တဲ့ကုန်ကျစရိတွေဘယ်လိုဝယ်ယူရမလဲဈေးကွက်ထဲမှာဘယ်လိုရောင်းချတင်သွင်းရမလဲဆိုတာတွေကိုပုံမှန်တိဆက်ပေးနေရဖြစ်တဲ့အတွက် notification တွေ on ထားမယ်ဆိုရင်ညီမတို့ video တက်လေးတွေတင်တိုင်းအားလုံးစီရောက်မှာဖြစ်ပါတယ်အဲ့တော့စဉ်းစားနေဆိုဒီလိုလေးလုပ်ပေးသွားပါဦး ီနေ့ကတော့ညီမတို့နနွင်း subscribe ကိုပြုလုပ်ပြမှာဖြစ်ပါတယ်နနွင်းလို့လည်းခေါ်တယ်ဆနွင်းလို့လည်းခေါ်တယ်ပေါ့နော်ဒီဆနွင်းရဆိုလို့ရှိရင်မျိုးသမီးတွေကျမတွေကိုများစွာအထောက်အကူပြုပါရရှင်ညီမတို့ဒီနေ့ပြုလုပ်ပြမယ့်ထဲမှာနနွင်း subscribe မှာပေါအောင်ပစ္စည်းကတော့ပြားရည်ရဲ့နနွင်းမုတ်စစ်စစ်ပေါ့နော်နနွင်းမုတ်အရောတော့မပါရဲနနွင်းမုတ်စစ်စစ်ရဲ့နောက်ပြီးတော့တကြားရည်ဖြစ်ပါရရှင်ဒီဆနွင်းလို့ခေါ်တဲ့နနွင်းပေါ့နော်နနွင်းမုတ်က အမျိုးသမီးတွေဆိုလို့ရှိရင်ပုံမှန်စားသုံးပေးရင်မြို့ပြိုကျမှပြီးတော့အသားရည်ထူးခြားစွာလှပစေပါတယ်။ဒီကတဘာဝပြားရည်နဲ့ပြုလုပ်ထားတဲ့နွေနွေးစခရက်ဆိုတော့အထူးပြောစရာမလိုဘူးပေါ့နော်။ဒီသူကဒီလိုလိုစားသုံးတာမဟုတ်ဘဲနဲ့အသားရည်မှာလိမ့်ပေးမယ်ဆိုလို့ရှိရင်လည်းသူကအသားရည်မှာဖြစ်တတ်တဲ့ရောဂါတွေအသားရည်မှာဖြစ်တတ်တဲ့ကန်ဆာရောဂါတွေကိုလည်းကာကွယ်စေပါတယ်ရှင်။အာနနွေရဲ့အကြောင်းလေးပေါ့နော်ညီမတို့ဒီစလုံးအလုပ်တစ်ခုလေးကိုယူမယ်ယူပြီးတော့ထုံထမ်းတိုင်းပဲညီမတို့နနွေမှုန့်ထည့်မယ်နနွေမှုန့်ထည့်မယ် တောင်ပစ္စည်း၃မျိုးရောပြီးတော့မှွေလိုက်တာပဲဖြစ်ပါရဲ့ရှင်။မတော်ဒီ subscribe တွေရောက်မဲ့ဆိုလို့ရှင်ကိုကကိုပစ္စည်းရဲ့ဒီပအောင်ပစ္စည်းမှာပါဝင်တဲ့ကတိုကျစုတွေကုန်တက်တိတွေပေါ့နော်ဒါတွေကိုသိထားဖို့လိုအပ်ပါရဲ့ရှင်။ဒီတခြားဟာဆိုလို့ရှိရင်ညီမတို့ subscribe လုပ်တဲ့အခါမှာအဓိကပေါင်ပစ္စည်းလို့လည်းပြောလို့ရပါတယ်။တခြားကကြတော့ညီမတို့ဒီအသားအယူပေါ်မှာရှိတဲ့ဆဲသေးတွေကိုဖျက်ရှားတဲ့နေရာမှာတခြားကိုအသုံးပြုပါရရှင်။ ပြားရည်ပေါ့နော်နောက်ဆုံးတစ်မျိုးကပြားရည်ပါပြားရည်ကကြတော့ညီမတို့ပြားရည်စစ်စစ်ဖြစ်ဖို့လိုအပ်တယ်ကိုယ့်ရဲ့အသားရည်ပေါ်တင်မဲ့ပစ္စည်းဆိုတဲ့အခါကျတော့ညီမတို့ဒီကက်မီကယ်မပါတဲ့အယောတော့မပါတဲ့ဒီတဘာဝစစ်စစ်လေးတို့အသုံးပြုတာပို့ပြီးတော့ကောင်းပါတယ်ရှင်ညီမတို့စီးပွားပြင်ရောင်းချတော့မယ်ဆိုလို့ရှိရင်လည်းဒီပစ္စည်းတွေပေါဝင်တဲ့အကျိုးကျေးဇူးတွေကိုသိထားဖို့အထူးလိုအပ်ပါတယ်ရှင်ဒီတကြားကို subscribe နေရာမှာတုံ့ပြရတဲ့အကြောင်းရင်းကညီမတို့ဒီနှက်ခမ်းသားလေးတွေပေါ့နော်မိန်းကလေးတွေနှက်ခမ်းသားလေးတွေကိုပန်းနေအောင်လေးတန်းစီခြင်းနဲ့ နှကန်းပေါ်မှာရှိတဲ့နှကန်းညိုနေတူနှကန်းမဲနေတူဆိုလို့ရှိရင်ကြားလေးကိုကြားမုံလေးတွေပဲယူပြီးတော့ပုတ်တိုက်တာရှေးရခင်နဲ့အသုံးပြုခဲ့တဲ့နီလန်းလေးဖြစ်ပါတယ် ဒါကနမူနာပါမမပြောချင်တာကဒီကြားကကြားသမျိုးတွေကိုပဲသူကတိအသားရည်ပေါ်မှာရှိတဲ့ဆဲတိကိုဖျက်ရှားပေးနေတာဖြစ်တယ်နန်းနှင်းကကြတော့အမျိုးသမီးတွေပေါ့နော်အသားရည်ကညံ့တဲ့ခါကြတော့နန်းနှင်းကကြတော့ဒီအသားရည်တွေကိုလိမ့်လေလိမ့်နေသူကစိတ်ငြိမ်ပြီးတော့အသားရည်ကိုချောမောလက်ပစီရင်အသားရည်ကိုဝင်းဝါစီအသားရည်ပေါ်မှာဖြစ်တဲ့နေလောင်နဲ့တန်နေတာပြီးတော့ဒီ UV ပေါ့နော်ဒါဒီကုံကိုဖျက်ရှားပေးနေတာဖြစ်ပါတယ်ဆန်းနှင်းရဲ့တခြားရည်နှစ်ခုရဲ့အတူတူပေါ့နော်အမ်ကန် ဖြစ်ပါတယ်ဒါကြောင့်မို့လို့ညီမတို့ ြားနဲ့စမီးနဲ့ကြားရည်နဲ့အသုံးပြုပြီးစခွက်လုပ်တယ်ဆိုလို့ရှိရင်ရောင်းအကောင်းဆုံးပေါ့နော်ဒီနိုင်ငံအနောက်နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီလိုမျိုး organic နဲ့ပြုလုပ်ထားတယ်ပေါ့နော်ဒီလိုမျိုးစခွက်တွေဆိုလို့ရှိရင်အရန်ရောင်းကောင်းတယ်ရောင်းအကောင်းတယ်မအားလို့ညီမနိုင်ငံမှာဆိုလို့ရှိရင်ဒီကုန်ရမ်းတွေအလဲကူရနိုင်တယ်အနောက်နိုင်ငံတွေမှာဆိုလို့ရှိရင်ငွေနဲ့မထွက်တဲ့နိုင်ငံတွေရှိရပေါ့နော်အဲကြောင့်မို့လို့ခုနိုင်ငံမှာရှိတဲ့ဒီကုန်ရမ်းပစ္စည်းတွေလည်းကိုကအကောင်းဆုံးဟန်မိတ်တွေလုပ်ပြီးရောင်းချနိုင်ဖို့အတွက်ညီမတို့ဒါလေးတွေတိစပ်ပေးရဖြစ်ပါတယ်ဒါကတော့ညီမတို့ခုတကူအရေးစားတို့ခုအတွက် ုပ်ကြတာဖြစ်ပါတယ်။နမင်းခွန်းကလည်းစစ်မယ်။တခြားကလည်းအမျိုးသားကောင်းမယ်။ကြားရရလည်းစစ်မယ်ဆိုရင်ဒီမောက်ဒီစနွင်းစခတ်ပေါ့နော်။နမင်းစခတ်ကိုညနာမှာအသုံးပြုလို့ရပါရှင့်။ body မှာလည်းအသုံးပြုရတယ်၊ညနာမှာလည်းအသုံးပြုလို့ရတယ်။ဒီအခါမှာတော့ညီမတို့ဒီဒီဟာရဲ့ပေါင်ဒီစီရဲ့ပုံစံတန်ဖိုးတော့ညီမပြပြဖို့အထူးပြပြဖို့မလိုဘူးပေါ့နော်အရန်တတရဲ့ပြောချင်မှုပါညီမတို့ဒီ ိမ့်မဲ့နေရာလေးတစ်ချက်ပြမယ်။လိမ့်တဲ့အခါမှာညီမတို့အသားရည်တွေကိုစုပ်နေအောင်တခြားလေးဖိဖိပြီးတော့လိမ့်ပေးပါမယ်။အဲ့လိုမျိုးဖိလိမ့်လိုက်လို့ဒီတခြားမုံပါရတို့ကြောင့်မို့လို့အသားရည်တွေမှာပွန်းသွားမယ်လို့မထင်ပါနဲ့နော်။အတော့ဒီတခြားမုံပါပေမဲ့လည်းအထက်မှာပျော်ဝင်သွားတဲ့အတွက်ကြောင့်မို့လို့ညီမတို့အသားရည်ကိုပို့ပြီးတော့လှပစေရဲ့။ဒါကိုမမတို့ဒီညီမလေးတို့ပေါ့နော်ဒီပစ္စည်းလေးတွေပြုတ်လို့ပြီးရောင်းချမယ်ဆိုလို့ရှိရင်ပါဝင်ပစ္စည်းရဲ့ဂုဏ်သတ္တိရောနောက်ပြီးတော့ဒီလိမ့်မုံလိမ့်ကြီးရအစာပက်ကင်းပက်ကေ့ချင်းထုတ်ပို့မှုအထိကိုအသေးစိတ်ဆောင်ရွက်ပြီးတော့မှဈေးကွက်ကိုတင်သွင်းဖို့အတွက်အကြံပြုချင်ပါတယ်။ ။တဘာဝစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဈေးကောင်းနေရတာဖြစ်ပါတယ်။